chapter 142မှာတော့ Nes ကသူ့ရဲ့ငယ်ဘဝတုန်းကအကြောင်းလေးကိုပြတ်သွင်းမိနေခဲ့ပြီးသိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Nes ရဲ့မိဘနှစ်ပါးကကဘာပေါ်မှာဖြစ်ပျက်သမျှအရာအလုံးကိုယုတ်တိရှိရှိရှင်းပြနိုင်တဲ့သိပ္ပံဆိုတဲ့အရာကိုသင်ယူဖို့အမြဲတမ်းသူအားပေးခဲ့ပါတယ်။ဒါပေမဲ့မော်ပညာကိုပဲယုံကြည်နေတဲ့ Nes ကတော့သူ့ရဲ့ဒဏ်ရာတွေကိုကုသခြင်းမော်နဲ့ကုပေးလို့ရမလားဆိုပြီးတော့သူ့အဖေကိုမင်းနေခဲ့ပါတယ်။လက်တွေ့ကျကျရှင်းပြလို့ရတဲ့အရာတွေကိုပဲယုံနေ။သိပ္ပံပညာရှင်သူ့အဖေကတော့ မောပညာဆိုတာတကယ်မဟုတ်ပဲအနာဥဒတေချာစီးမကြောဘူးဆိုရင်အနာကပိုးဝင်ပြီးပုံနိုင်ကြောင်းအကြအာယုံကိုထိခိုက်နိုင်ကြောင်းနောက်ဆုံးတည်ဆုံတဲ့အထိပါဖြစ်နိုင်ကြောင်းစိတ်ရှိရှိနဲ့ရှင်းပြပေးနေခဲ့ပါတယ်နက်စကဆက်ပြီးတော့သူ့အမေကိုစာအုပ်ထဲရအတိုင်းတည်တော်ခဲ့လို့ရှိရင်ဖောက်ကောင်ဖြစ်သွားမှလားလို့မေးလိုက်ပါတယ်သူ့ရဲ့အမေကတော့ဖြစ်မှာမဟုတ်ကြောင်းနဲ့တေချာကူးတတ်မယ်ဆိုရင်တည်နိုင်မဲ့အခွင့်အရေးဟာတုံညာတရမတုံညာတိရာခိုင်နှုန်းပဲရှိကြောင်းနဲ့ပိုးနာပဲတာလောက်လေးကိုသူတို့အာယုံမစားဖို့နက်စရဲ့အမေကပြောလိုက်ပါတယ်နက်စကထပ်ပြီး သူ့ရဲ့အကိုနဲ့အမကိုစောက်ထဲအတိုင်းကြက်သုံးကောင်ကြီးကိုစိတ်ခေါ်လို့ရမလားလို့ထပ်ပြီးတော့ခေါင်းဆားလိုက်ပါတယ်မော်ပညာလို့အချိန်မြင့်မရှိတဲ့အရာတွေကိုမယုံကြည်တဲ့သူ့ရဲ့အကိုနဲ့အမကလည်း Nest ကိုအယူတယောက်လို့ဝိုင်းဆက်ဆန့်ကြပြီး Nest တီးခဲ့ရတဲ့အရာကတော့မော်ပညာကသူ့အိမ်ထဲမှာမရှိဘူးဆိုတာပါပဲဒါပေမဲ့လည်း Nest ကတော့ဆက်လက်ပြီးတော့ယုံကြည်နေခဲ့ပြီးစောက်ထဲရအတိုင်းမော်ပညာကိုဆက်လက်ကြိုးစားနေခဲ့ပါတယ်။ Nest ရဲ့စူညံတန်းတွေကြောင့်တိပံကန်းထဲမှာဆက်သက်နေကြတဲ့ သူ့ရဲ့အကိုနဲ့အမကအာယုံမဆက်နိုင်ဖြစ်ခဲ့ကြပြီအဲ့ဒီအတိတ်ပဲရှိတဲ့အရာကြီးကိုဆက်မလုပ်ဖို့နက်စကိုပြောလိုက်ပြီးသူ့ရဲ့မော်နင်တာလေးနဲ့သူစောက်ထားတဲ့နှင်းရုံလေးကိုဖျက်ဆီးပစ်လိုက်ပါတယ်သွေးသားတော်တော်ဆက်ရလာလို့ပါသွေးမိကုန်ကြပြီးတော့သူတို့ရဲ့မိဘတွေကလည်းသူတို့ဟာတိတ်ပဲမြညာရှင်တွေဖြစ်ကြတဲ့အတွက်ယုတ်တိရှိတဲ့အရာတွေကိုပဲလက်ခံမှဖြစ်တဲ့အတွက်ကြောင့်ယုတ်တိမရှိတဲ့အရာတွေကိုယုံကြည်နေတဲ့သူဆိုရင်ဒီအင်ကလက်မခံအောင်ဆိုပြီးတော့နက်စကိုပြောလိုက်ပါတယ်တနာစီယာနက်စကတော့ဝမ်းနေကြည်ခွဲစားနဲ့တယောက်ထင်းငိုချင်းနေခဲ့ရပါတယ်သူတို့မလုံနိုင်လို့မော်ပညာကိုညှိမိကြပြီး သိမ့်ပန်နီးနဲ့ပဲရှင်းပြတယ်ရင်းနေရဝန်နေမှုတွေကိုနားလည်နိုင်အောင်မကြိုးစားပဲသူ့ရဲ့ပျော်ရွှင်မှုတွေကိုတားဆီးပြတဲ့သိမ့်ပန်ပညာရှင်တွေကို Nets ကအမြဲတမ်းမုန်တိနေခဲ့ပါတယ် Nets ကမော်ပညာရှိတယ်ဆိုတာကိုသာမတော်ဦးဆိုတဲ့ဇာတ်လို့တတိချယုံကြည်ခဲ့ပြီးတော့အဲ့ဒီစာအုပ်ကိုပထမအုပ်ဆုံးဖတ်ခဲ့တဲ့နေ့ရဆိုရင်စိတ်လှုပ်ရှားလွန်းလို့တညလုံးအိမ်မပြောင်းနိုင်ဖြစ်ခဲ့ပါတယ်အဲ့ဒီတော့သူခံစားမိခဲ့တဲ့ခံစားချက်ကိုဘသူမှနားလည်နိုင်မှာမဟုတ်ပဲမော်ပညာကိုအဲ့ဒီနေ့ရစပြီး Nets ကရှာဖွေခဲ့ပါတယ်သူမိပါတယ်လို့မဟုတ်ပဲအမှန်တရားထက်စိတ်ကူးရင်ရတာကိုပို့ပြီးတော့နှစ်သက်ပြီး ကဘာကြီးဆိုတာမော်ရီစူသားကန်းနေနဲ့ပြည်နေတယ်နေရမျိုးဆိုပြီးတော့ nets ကယုံကြည်ခဲ့ပြီးအဲ့လိုမဖော်ပြနိုင်တဲ့ခံစားချက်မဖော်ပြနိုင်တဲ့ဝန်내မှုတွေကို nets ကမရှင်းပြတတ်ပါဘူးခြေဦးတက်ရလျှောက်သွားနေရတာအနေနဲ့ nets ကဘောလုံးကွင်းထဲကိုရောက်သွားပြီးတခုခုကိုခံစားလိုက်ရပါတယ်အဲ့ဒီရာကတော့ဘောလုံးဆိုတာတကယ်မော်ပညာအစ်စ်ပဲဖြစ်ပြီးဂိုးလေးတကူတည်းနဲ့လူအကြီးတစ်ခုလုံးအော့အတောင်းနေဖြစ်စေခဲ့တဲ့ယုတ်ဒိဆိုင်မှုတွေကိုကျော်လွန်ပြီးဝန်သားမှုတွေကိုထောက်ပံ့ပေးတဲ့ဘောလုံးသမားတွေဟာမော်စီယာပဲလို့ nets ကလက်ခံလိုက်ပါတယ် နောက်ဆုံးမှာတော့ Nets ကသူဖြစ်ချင်တဲ့ဘောလုံးသမားလမ်းစဉ်ကိုတမိသားစုလုံးအားပြည့်ပယ်နေသည့်တိုင်ဆက်လက်ကြိုးစားခဲ့ပြီးပရိုဖြစ်လာတဲ့အထိနိုင်ငံတော်အသင်းကခေါ်ရတဲ့အထိနောက်ပြီးတော့တင်းနေတဲ့အချိန်ချင်းမှာသူ့ရဲ့မော်ပညာနဲ့ကဘာကြီးကိုပြသနိုင်တဲ့ကစားသမားဖြစ်လာရမယ်လို့ Nets ကကြုံရလိုက်ပါတယ် Nets ရဲ့ကြိုးစားမှုတွေကိုဘတ်စတာမန်ချင်အသင်းရဲ့ကစားသမားအချို့ဟာသတိထားမိခဲ့ပြီးသူတို့ရဲ့ကလပ်မှာစိတ်ဝင်စားမယ်ဆိုရင်လာပါဖို့ခေါ်ခဲ့ပါတယ်ဒီလိုနဲ့ခြေစမ်းပွဲမှာတော့ Nets က ဂျာမနီနိုင်ငံရဲ့အကောင်းဆုံးအတင်းတင်းဖြစ်တဲ့ဘတ်စတာမန်ချီကလပ်နဲ့စာချုပ်ချုပ်နိုင်မှုအတွက်ဒီကစားပွဲမှာသူ့ရဲ့ရလဒ်တွေကိုပြဖို့လိုအပ်ပြီးသူ့ရဲ့အိမ်မက်ဖြစ်တဲ့မော်ဆီယာတယောက်ဖြစ်လာမယ်လို့ကြုံဝါလိုက်ပါတယ်။နက်စ်ကအကယ်ဒမီကလူငယ်တွေကိုအသာအရာကြော်ဖြတ်နိုင်မယ်လို့ထင်ထားခဲ့ပေမဲ့တကယ်တမ်းလက်တွေ့မှာတော့တခြားသူတွေနဲ့အသွေးမညီဖြစ်နေခဲ့ပြီးအကယ်ဒမီကကစားသမားတွေကလည်းသူထင်ထားတာထက်ကိုပိုပြီးတော့တာမာနေခဲ့ပါတယ်။ သူ့ရဲ့အမားကြောင့်ပဲတပတ်အတင်းကကိုရရှိသွားခဲ့ပြီးဆော့ခဲ့ဘူးတဲ့ကစားသမားရင်းနဲ့မတူရဲပရိုဖြစ်ဖို့ကြိုးစားနေတဲ့သူတွေရဲ့အဆင့်ကိုနတ်စ်ကကိုရီတွေးခဲ့ရပြီးနီးစနစ်နဲ့ဖန်တီးနိုင်စမ်းမှရှင်းနိုင်ပေမဲ့နီးပြူဟာတွေနေရာတွေမှာတော့သူတို့ကမတူညီရဲလည်းပဲတချို့မှရရှိနေခဲ့ပြီးဘလုံးဆိုတဲ့လောကကြီးမှာနတ်စ်ရဲ့မော်ပညာကအစွမ်းမဲလို့နေခဲ့ပါတယ်အတင်းသားတွေရဲ့အပြစ်တင်မှုတွေကိုခံနေရပြီးနတ်စ်ရဲ့စိတ်ထဲမှာလည်းသူ့မိဘတွေရဲ့ပြစ်တင်ကြရတဲ့နေရာတဖန်ပြန်လဲပြီးတော့ပေါ်လာခဲ့ပါတယ်တဖြည်းဖြည်းနဲ့သူ့ရဲ့မော်ကမိမ့်မိန်လာခဲ့တာကိုနတ်စ်က တော်လုံးနေခဲ့တဲ့အချိန်မှပဲဟင်ရှုံးသမားမင်းမဖြစ်နိုင်တဲ့အရာတွေကိုယုံလားငါပြောတာသာမှန်မယ်ဆိုရင်မင်းအခုလေးတင်အရှုံးပေးဖို့တွေးလိုက်တယ်မလားလေဘေးမှာနေစီတပ်သူနဲ့ကစားသမားကနတ်ကိုအဲ့လိုအသွေးမျိုးဟာကျင်းသာတစ်ခုလိုပဲလို့ပြောပြီးတခုခုမဖြစ်နိုင်ဘူးလို့တွေးလိုက်တဲ့အခါမှာမျောလင်းချက်မဲ့သွားပြီးလူတွေကအရှုံးပေးတတ်ကြတယ်လို့ပြောပါတယ်အဲ့ဒီအရာကရှင်လန်ဖို့အတွက်အသုံးဝင်တဲ့ဆက်ရန်တရားတစ်ခုလို့ဖြစ်ပြီးကိုယ့်ရဲ့အလားအလာတွေကိုပိတ်တတ်ပြီးတော့အားနေစီတဲ့အတွေ့ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့စွမ်းရည်တွေကိုစွန့်ပစ်ပြီးညီငွေစီကကောင်းတဲ့ဘဝမှာ လဲလှည့်ပြီးတော့နေထိုင်တဲ့အမိုက်လူကောင်တွေကိုခိုင်စားအမုံဆုံးမှာပဲအဲ့ဒီနောက်တော့ခိုင်စားသူတို့ရဲ့ပြိုင်ဘက်တည်းကကောင်းမင်မဲ့ဖြစ်နိုင်ချေရှိဆုံးအရာကိုလုံးနေတာပဲရှိပြီးသူတို့ထဲမှာတကယ်တမ်းမာတဲ့ကစားသမားကိုခိုင်စားမတွေ့ပါဘူးဒါပေမဲ့ Nets ကတော့အဲ့လိုမဟုတ်ပဲသူ့ရဲ့ dribbling တွေလူပေးတာတွေကခြေတလန်းတာနေခဲ့ပြီးသူ့ရဲ့အကြံဉာဏ်တွေကိုနားလည်နိုင်တဲ့တွဲဘက်မျိုး Nets မှာရှိမနေပါဘူးဒါကြောင့်မို့ခိုင်စားသူနဲ့ဆိုရင်မဖြစ်နိုင်တာတွေအလုံးကအမှန်တကယ်ဖြစ်လာမှာဖြစ်ပြီးတော့အတူတူတွဲဆော့ကြဖို့ခိုင်စားကကန့်လန့်လိုက်ပါတယ်။နက်စ်ကလည်းသူလိုချင်တဲ့တွဲဘက်မျိုးမလို့ ခိုင်စာကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့ဖန်တီးနိုင်စွမ်းသူ့ရဲ့မော် အားလုံးကိုအတုံးချပြီးခိုင်စာကိုနောက်ကနေထောက်ပံ့ပေးပါတယ်အချိန်အတိကျပဲခိုင်စာကိုဖျက်တင်ပေးလိုက်ပြီးခိုင်စာရဲ့ကျေးဇူးကြောင့် Nets ကရွေးချယ်စရာတွေပုံပုံများပြားလာခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းစွာပဲအကယ်ဒမီကကစားသမားတွေကခိုင်စာစီမှာကံဖို့လမ်းကြောင်းမရှိတာတော့ဝိုင်းပြီးပိတ်နေခဲ့ကြတဲ့အတွက် Nets ကအံ့ဩနေပါတယ် Nets ရဲ့အမြင်မှာတော့ကန်သွင်းဖို့နေရာမရှိဘူးဆိုပေမဲ့ခိုင်စာရဲ့မျက်လုံးထဲမှာတော့နေရာလွတ်များစွာရှိနေခဲ့ပါတယ်။ရုပ်တိမရှိစွာမြန်ဆန်နေတဲ့ ခိုင်စာရဲ့ကန်ချက်ကိုနက်စ်ကအောင်းအောင်းနေတော့မှာပဲခိုင်စာနက်စ်ကိုဒီလိုပဲဆော့ဆော့ကြမယ်နောက်တစ်လုံးထပ်ပြီးအောင်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ခိုင်စာနက်စ်တွဲလုံးကြောင့်ဘတ်ဆတ်မှန်ချင်းအတင်းဟာတေးဝင်လက်ခံလိုက်ပြီးမဖြစ်နိုင်တဲ့အရာကိုဖြစ်နိုင်အောင်လုပ်ပြခဲ့တယ်ခိုင်စာကိုနက်စ်ကပထမအဦးဆုံးအချိန်တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကစပြီးနှစ်ယောက်သားသွားသူလာသူတရဲတရဲနဲ့အမြဲတမ်းရှိနေကြပြီးဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကအခြေဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်တနေ့မှာတော့သပင်ညက်ပေးနေတော့ခိုင်စာကနက်စ်ကိုသူကတကယ်တမ်းမှာစိတ်ပန်းဆိုင်ရာမှာအားနေတဲ့သူတယောက်ဖြစ်ပြီးတော့ အမြဲတမ်းမဖြစ်နိုင်တဲ့အရာတွေကိုရင်ဆိုင်ရချိန်မှာအမြဲတမ်းအရှုံးပေးလိမ့်ရှိပြီးအဲ့ဒီအချိန်ကသူ့လိုစိတ်တပြောင်းညံ့တဲ့သူတယောက်မဖြစ်အောင်လို့လေဘေးမှာနင်းစီအပြတ်တတူထိုးထားခဲ့တာဖြစ်ပြီးအဲ့ဒီတတူရဲ့အဓိပ္ပာယ်ကတော့မဖြစ်နိုင်တဲ့အောင်မြင်မှုတွေကိုကိုးစားပြုပြီးတော့꿰ပြတဲ့အပြာအမုံစံကမဖြစ်နိုင်ဘူးဆိုပေမဲ့တဘာဝကိုစန့်ကျင်ပြီးတော့မှန်တကယ်ဖြစ်လာခဲ့တဲ့နင်းစီပြောက်ပရမဆုံးမြင်မှုတဲ့အချိန်မှာတော့မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်နိုင်အောင်လုပ်မယ်ဆိုတဲ့တင်ဂေတာတစ်ခုအနေနဲ့ခိုက်စားမြင်ခဲ့ပြီးတဘာဝတရားဟုတ်ပါစန့်ကျင်တဲ့တင်ဂေတာဖြစ်လို့ခိုက်စားလဲမဖြစ်နိုင်အောင်ဆိုတဲ့အရာမရှိလောက် မဖြစ်နိုင်ဘူးလို့မဖော်ပြနိုင်တော့အောင်ထူးချွန်တဲ့ကစားသမားတယောက်ဖြစ်ချင်တယ်လို့ခိုင်စာကပြောရတယ်ချန်ပီယံလိကဘဖလားအဲ့ဒီအရာတွေကိုခိုင်စာကအရည်ကြီးနိုင်ခြင်းပြီးသူ့ရဲ့ပြိုင်ဘက်တွေကိုစိတ်ပြတ်အားငယ်သွားအောင်လုပ်ပြချင်တယ်လို့ခိုင်စာကပြောရတယ်နက်စ်ကတော့သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြတဲ့အတွက်ပျော်ရှင်နေခဲ့ပြီးသမင်းရောင်စိုးပေးနေပါတယ်အဲ့ဒီအရာကတော့ခိုင်စာရဲ့တင်ငေတာအပြာရောင်မဲဖြစ်ပြီးဒီမှာခိုင်စာရဲ့အိမ်မက်ကလည်းသူ့ရဲ့အိမ်မက်ဖြစ်လာစေရမယ်။ဘာလို့လဲဆိုတော့ခိုင်စာရဲ့မဟုတ်ဘူး။နက်စ်ကအခုချိန်ထိ ယုံကြည်နေသေးလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ Nats ဝင်လာတဲ့အခါမှာတော့ခိုင်ဇာကကိုယ့်လက်ဘင်းကိုပြန်ညစ်နေခဲ့ပြီး Nats ကလည်းခိုင်ဇာကိုအတင်းတားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာခိုင်ဇာက Hey Nats ငါတွေ့သွားခဲ့ပြီအစ္စရာကြီးကိုဖျက်ဆီးပြစ်မယ်အားလုံးပြောင်းပြန်လှန်ပြစ်မယ်ငါ့ရဲ့လက်နက်အစ်စ်ကိုဆိုပြီးတော့ခိုင်ဇာကပြောနေလက်နက်အစ်စ်ကိုရှာတွေ့သွားခဲ့ပါတယ်ဘတ်ဆက်မန်ချင်းရဲ့နားနေကမ်းမှာတော့ကိုရိုနာကကိုတကူရဲ့တံမိုးတွက်ချက်နေခဲ့ပြီးရန်တန်းနှုံးစရာနေတန်း90ကျရှိလိမ့်မယ်လို့ ခရုနာခမန်းထားပါတယ်ယူကီမီယာတော့သူ့ရဲ့ခမန်းချက်ကမှန်တော့တယ်ဆိုပေမဲ့အီစာကြီးရဲ့တန်ကြီးကဂိုးနဂိုးအစစ်တစ်ခုရဲနဲ့တန်တရာရရှိသွားတာမလို့ဂိုးရဖို့အခွင့်ရေးဖန်တီးပေးတဲ့အရာတွေကိုလည်းထဲထွက်တော့တယ်လို့ယူကီမီယာကပြောပါတယ်ဟီယိုရီကသူလည်းပဲအစစ်တစ်ခုရဲနဲ့တန်20ရရှိခဲ့ပြီးတော့အရှင်းဆုံးပြောရမယ်ဆိုရင်ဂိုးသွင်းနိုင်မှုအတွက်ဒစိုက်တပိုင်းပါဝင်နေဆိုရင်တန်ကြီးကတက်မှာဖြစ်ကြောင်းဟီယိုရီကရှင်းပြပါတယ်အဲ့ဒါကြောင့်ခရိုနာကနောက်ပွဲကျရင်တေချာလုပ်ပြမယ်လို့ပြောနေခဲ့ပြီးခိုင်စာနဲ့နိုင်ခံနေရတာကိုမကြိုက်တဲ့အီစာကီကတော့ နောက်ပွဲမှာသူပဲအဓိကဖြစ်လာစေရမယ်လို့ပြောရတယ်။အီဆာကီးဟာသူနဲ့ရင်းရဲ့တန်း30ကွာချမှုကိုကြီးနေခဲ့ပြီး PG ကိုအနိုင်ယူပြီးတော့ရေထပ်ပို့ပြီးဂိုးသွင်းနိုင်မယ်ဆိုရင်သူ့ကိုကြော်နိုင်မလားလို့သွေးမိနေပါတယ်။ဘလူးလော့ရဲ့နံပါတ်1ကစားသမားဆိုတဲ့ဂွန်ဘိုကသူ့ရှေ့မှာရှိနေခဲ့ပြီးရင်းရောအနိုင်ယူကြော်တက်ပြီးတော့အားလုံးရဲ့ထိတ်ဆုံးမှနေနေရတဲ့မြင်ကွင်းမျိုးကိုအီဆာကီးဟာမြင်ကျင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ PG ပွဲစဉ်ကစတော့မှမလို့လိုက်ပြီးတော့ကြည့်ဖို့အတွက်ယူကီမီယာခေါ်လိုက်ပါတယ်။အီဆာကီးဟာနံပါတ်1ကစားသမားကိုနိုင်ဖို့အတွက်ဆိုရင် ေချာအာယုံစိုက်ပြီးရင်းနဲ့ပြေးကြည့်အတင်းကိုတိတိကျကျသုံးသပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပွဲကစတင်ခဲ့ပြီးရှီရိုအရန်ကုန်းမှာထိုင်နေရတာကိုအီဆာဂီကအနေငယ်ထူဆန်းဖြစ်နေခဲ့ပါတယ်။ဘောလုံးဆွဲပြေးလာတဲ့ရင်းကိုဘာချီရာနဲ့အိုတိုယာတားဖို့အတွက်ရောက်လာခဲ့ပြီးရင်းအသာသီးရဖို့အတွက်ကစားသမားနှစ်ယောက်ကရင်းရဲ့နောက်ကနေထောက်မှန်ပေးနေပါတယ်။သုံးယောက်နှစ်ယောက်မလို့အသာသီးရနေခဲ့ပြီးရင်းကဘောလုံးကျောင်းနံပါတ်6စီကိုလှုပ်ပေးလိုက်ပါတယ်။ကျောင်းနံပါတ်6ကလည်းမတုံမဆိုင်ပဲဖြတ်တင်ပေးလိုက်ပြီးတော့သူ့ရဲ့ပိုင်နဲ့ထဲမှာရှိနေခဲ့တဲ့ရင်းစီကိုဘောလုံးကရောက်နေခဲ့ပြီး သူ့ရဲ့တိကျတဲ့ဝှက်ကန်ချက်တွေနဲ့ရင်းကကိုးဝါထဲကိုကန်သွင်းလိုက်ပါတယ်ရင်းရဲ့ကန်ချက်ကယူလောက်အောင်လဲနေခဲ့ပြီးမတူညီတဲ့လဲချက်တွေနဲ့ရင်းရဲ့ကန်ချက်ကရွေးချယ်စရာတွေတိုးတက်လာခဲ့ပြီးဒါကတော့ပေးချီရဲ့ရင်းအီတိုရှိအစ်စ်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာလိုကီကလူလဲဖို့အတွက်တောင်းဆိုလိုက်ပြီးဇန်ထက်စုခါရာစုနောက်ပြီးတော့ရင်းနဲ့ရှီရိုကိုလူလဲလိုက်ပြီးအီဇာဂီရောကတော့နားမလည်နိုင်ဖြစ်နေပါတယ်အသင်းရဲ့ကစားပုံကိုအားလုံးပြောင်းလဲပြစ်လိုက်ပြီးရင်းရှီရိုကကစားပုံနဲ့အားလုံး꽌ပြလို့နေပါတယ်အိုတိုယာဆွဲလာခဲ့တဲ့ဘောလုံးခါရာစုကဖျက်ထုတ်လိုက်ပြီး ဇန်ထက်စုကိုဘလုံးပေးပြီးတော့ဆွဲပြေးခိုင်းပါတယ်ဇောနာကကစားပုံမြင်နဲ့မတူပဲတံမြန်တိုက်စစ်နဲ့ဆိုးတဲ့ကစားပုံမြင်ဖြစ်ပြီးဘလုံးရပြီဆိုတာနဲ့တမ်းပြီးတော့တံမြန်တိုက်စစ်ဆင်ကြပါတယ်ဇန်ထက်စုကကျောနမတ်6စီကိုဘလုံးပေးလိုက်ပြီးကျောနမတ်6ကနေတဆင့်လင်မြန်နဲ့ပေါင်းဆက်မှုတွေနဲ့ရှီတို့ကိုရဖို့အတွက်ကူညီပေးတယ်ကစားပုံမြင်ပဲဖြစ်ပါတယ်ဘလုံးပေးတဲ့ပုံစံကမြန်ဆန်လုံးပြီးတော့ရှီတို့တယောက်တည်းပဲကန်နိုင်တဲ့ကန်ချက်မျိုးနဲ့နောက်ထပ်တကူသွေးမိလိုက်ပါတယ်ပီအေဂျီအသင်းကအချိန်ခဏလေးမှာပဲနှစ်ကိုးဆက်တိုက်သွင်းတော့ခဲ့တဲ့အတွက် ဘတ်စတမန်ချင်းအတင်းရကောင်းနေရဒုပွဲအီလာလို့တော့သွေးကုန်ကြပြီးအီစာကြီးကတော့အဲ့လိုလူပေးပုံမျိုးကကဘာအစ်မိပြီးရှီရိုရဲ့အကြောင်းတီးခဲ့တဲ့အတွက်ကြောင့်ရည်ရဲချက်ရှိရှိပေးခဲ့ရလို့ပြောပါရယ်နောက်ပြီးတော့ရင်းစီကိုပေးခဲ့တဲ့ပေးပုံမှုကလည်းနောက်ပြန်လဲချက်နဲ့ပေးလိုက်တဲ့အတွက်ကြောင့်ရင်းကကိုသွေးမှုအတွက်အခွင့်အရေးပုံမှုရရှိသွားတာဖြစ်ပါရယ်ရင်းရဲ့ဗီဇအတိုင်းလှုပ်ရှားတဲ့ကစားပုံမျိုးနဲ့ရင်းရဲ့ကစားပုံနှစ်ခုလုံးကိုလိုက်မိပြီးမတူညီတဲ့ကစားပုံနှစ်ခုနဲ့ PAG အတင်းအနိုင်ရနေရဲ့အကြောင်းရင်းကတော့လှပတဲ့ပေးပုံမှုတွေနဲ့ဂျောနမတ်6 PAG ရဲ့နှလုံးသား 6ချက်ဗီလီယာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုကြည့်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတူတယောက်ချီးတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ပိုင်းဒီမှာပြန်လေးကြတော့ပေါ့